တရုတ်ကနေအိန္ဒိယကိုပြောင်းပြီးရုံးဆိုင်တော့မဲ့အပယ်တာကောတရုတ်တွေကိုဗတ်ပေါင်းစုံကထိုးနှက်နေကြပြီယနေ့ခေတ်မှာကဘာကြီးကအမြဲပြောင်းလဲနေပါတယ်ဒီပညာကုမ္ပဏီကြီးတွေရဲ့လှုပ်ဆောင်မှုတွေကလည်းနိုင်ငံတကာဆက်ဆံရေးနဲ့စီးပွားရေးပေါ်တက်ရောက်မှုတွေကြီးမာပါတယ်အထူးသဖြင့်အပယ်လိုကုမ္ပဏီမျိုးရဲ့ထုတ်လုပ်မှုဂွင်းဆက်ကြီးတစ်ခုလုံးပြောင်းရွှေ့မှုတွေဟာပိုပြီးစိတ်ဝင်စားစရာကောင်းလာပါတယ်မကြသေးခင်ကထွက်ပေါ်လာတဲ့သတင်းတွေအရအပယ်ဟာသူ့ရဲ့ iPhone ထုတ်လုပ်မှုတွေကို တရုတ်နိုင်ငံကနေအိန္ဒိယဘက်ကိုအကြီးအကျယ်ပြောင်းရွှေ့ဖို့စီစဉ်နေပြီလို့သိရပါဗျ။ဒီပြောင်းရွှေ့မှုရဲ့နောက်ွယ်ကအကြောင်းရင်းတွေတရုတ်ရဲ့တုံ့ပြန်မှုတွေနဲ့အနာဂတ်မှာဖြစ်လာနိုင်တဲ့အခြေအနေတွေကိုအတူတူလေ့လာကြည့်ရအောင်ပါ။မကြသေးရင်ကတရုတ်လူမှုမီဒီယာတွေမှာထွက်ပေါ်လာတဲ့သတင်းတွေအရအပယ်ရဲ့ကမ္ဘာလုံးဆိုင်ရာထုတ်လွှင့်မှုကွန်ရက်ကြီးတစ်ခုလုံးဟာအခုဆိုရင်အလှည့်အမြန်ပြောင်းရွှေ့ဖို့ပြင်ဆင်နေတယ်လို့သိရပါဗျ။ Apple က American ဈေးကွက်အတွက်ထုတ်လုပ်မဲ့ iPhone တွေအလုံးကို 2026ခုနှစ်ကုန်လမှာအိန္ဒိယမှာပြောင်းပြီးထုတ်လုပ်ဖို့စီစဉ်နေပါတယ်။အချို့သတင်းတွေကတော့2025ခုနှစ်အစောပိုင်းလောက်မှာတော့ iPhone model အများစုကိုအိန္ဒိယမှာစတင်တက်ဆင်နိုင်ပြီလို့ပြောနေကြပါတယ်။ဒီဘန်းနိုင်ကိုရောက်လှမ်းနိုင်ဖို့ Apple ဟာအိန္ဒိယမှာလက်ရှိ iPhone ထုတ်လုပ်မှုစွမ်းရည်ကိုအ ਨੇ ဆုံးနှစ်ဆတိုးမြှင့်ရမှာပါ။ Rider သတင်းဌာနရဲ့ဖော်ပြချက်အရ Foxconn ရဲ့စင်ကာပူအခြေစိုက်လုပ်ငန်းခွင်ဟာအိန္ဒိယက Utan Technology အိန္ဒိယရဲ့ share 12.89ဘီလီယံကို အမေရိကန်ဒေါ်လာ1.5ဘီလီယံလောက်နဲ့ဝယ်ယူမယ်လို့ London Stock Exchange မှာတင်သွင်းထားတဲ့မှတ်တမ်းတွေကနေသိရပါဗျ။ဒါဟာအမေရိကန်အောက်ခွန်တွေကိုရှောင်ရှားဖို့အတွက် Apple ကတရုတ်နိုင်ငံကထုတ်လုပ်မှုတွေကိုပို့ပြီးပြောင်းရွှေ့ဖို့ကြိုးစားနေတာကိုပြသနေတာပါ။ Yutan Technology India ဆိုတာကတော့တမီနာဒူမှာရှိတဲ့ Foxconn လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး electronic ပစ္စည်းတွေထုတ်လုပ်တဲ့အပြင် Apple ရဲ့ iPhone တွေကိုလည်းတက်ဆင်ပါတယ်။မေလ20ရက်နေ့ကထွက်လာတဲ့အောက်ခွန်အချက်လက်တွေအရ ဧပြီလမှာတရုတ်ကနေအမေရိကန်ကိုတင်ပို့တဲ့မိုဘိုင်းဖုန်းပမာဏဟာအမေရိကန်ဒေါ်လာ688သန်းပဲရှိခဲ့ပြီး2011ခုနှစ်ဇွန်လနောက်ပိုင်းအနှိမ့်ဆုံးလစဉ်ပေးပို့တဲ့ပမာဏဖြစ်ခဲ့ပါတယ်။ဘလုံးဘတ်ကလည်းဧပြီမှာတရုတ်ကနေအမေရိကန်ကိုစမတ်ဖုန်းတင်ပို့မှု82ရာခိုင်နှုန်းအထိကျဆင်းခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ဒါဟာတရုတ်ကနေအမေရိကန်ကိုအလုံးစုံတင်ပို့မှု27ရာခိုင်နှုန်းထက်တောင်ပိုဆိုးနေပါသေးတယ်။ဒီအချက်တွေက Trump အစိုးရလက်ထက်ကချမှတ်ခဲ့တဲ့မြင့်မားတဲ့အကောက်ခွန်တွေကြောင့် နီးပညာကုမ္ပဏီတွေဟာအီလက်ထရောနစ်ပစ္စည်းထုတ်လုပ်မှုတွေကိုတရုတ်နိုင်ငံပြင်ပကိုပြောင်းရွှေ့နေပြီဆိုတာကိုထင်ဟပ်ပြနေတာပါပြီးခဲ့တဲ့နှစ်က American ပြည်ရင်းကိုတရုတ်ကနေအများဆုံးတင်သွင်းခဲ့တဲ့ထိပ်တန်းထုတ်ကုန်၃မျိုးကတော့ smartphone တွေ laptop တွေနဲ့ lithium ion battery တွေဖြစ်ပါတယ်တရုတ်ပြည်ရဲ့အကောက်ခွန်အချက်လက်တွေအရအိန္ဒိယကိုတင်ပို့တဲ့ mobile phone အစိတ်ပိုင်းတွေဟာပြီးခဲ့တဲ့နှစ်က၄၀နီးပါးတိုးလာခဲ့တယ်လို့ဆိုပါတယ်အခုဆိုရင်အိန္ဒိယဟာဆိုရင် တရုတ်နိုင်ငံပြင်ပမှာ Apple ရဲ့အကြီးဆုံး iPhone ထုတ်လုပ်မှုစခန်းကြီးဖြစ်လာပါပြီ Apple ကတရုတ်ကနေထုတ်လုပ်မှုတွေရုပ်သိမ်းနေတယ်ဆိုတဲ့ကောလာဟလာတွေနဲ့ပတ်သက်ပြီးတရုတ်လူမှုမီဒီယာတွေမှာမကြောက်နဲ့ Apple ကရှုံးမှာပါ Apple ဟာတရုတ်ကနေထွက်သွားလို့မရပါဘူးလို့ All Hit ပြောဆိုနေကြတဲ့ဖော်ပြမှုတွေအများကြီးရှိခဲ့ပါတယ်။အချို့ကဆိုရင်အိန္ဒိယမှာထုတ်လုပ်တဲ့ Apple ထုတ်ကုန်တွေရဲ့အရေးသွေးနှိမ့်ကြတယ်လို့တောင်လောင်ပြောင်ခဲ့ကြပါတယ်။ပြီးခဲ့တဲ့နှစ်ကဆိုရင် Apple ရဲ့ထုတ်လုပ်မှုလုပ်ငန်းတချို့ကို အိန္ဒိယကနေတရုတ်ကိုပြန်လာတော့မယ်လို့တောင်ပြောခဲ့ကြပါသေးတယ်။ဒါပေမဲ့ပိုပြီးကြိုးချောင်းစီလျော်တဲ့သုံးသက်သူတွေရဲ့ပြောစကားကတော့ဒီလိုပြောဆိုမှုတွေကိုငြင်းဆန်ခဲ့ပြီးအပက်ဟာတရုတ်ကိုပြန်လာဖို့မဖြစ်နိုင်ဘူးလို့သုံးသက်ခဲ့ကြပါသေးတယ်။အိန္ဒိယမှာထုတ်လုပ်တဲ့ Apple ပစ္စည်းတွေအရေးသွေးနေပြီးတရုတ်ကိုပြန်ပြောင်းမယ်ဆိုတာကကောလာဟာလာတသက်ပါ။တကယ်တော့အိန္ဒိယမှာ iPhone ထုတ်လုပ်မှုအောင်မြင်မှုနှုန်းဟာတရုတ်ပြည်မှာကြီးနဲ့အတူတူပဲဖြစ်ပါတယ်။အိန္ဒိယကိုပြောင်းရွှေ့သွားတဲ့ထုတ်လုပ်မှုတွေတရုတ်ကိုပြန်လာမှာမဟုတ်ပါဘူး။ တရုတ်မှာအပယ်ရထုတ်လုပ်မှုဝေစုဟာတိုးလာမှာမဟုတ်ဘဲညော့ကျသွားမှာပါ Foxconn ကတရုတ်မှာ iPhone ဆက်ရုံအသစ်တွေစောင့်နေတာမြင်ဘူးလားမမြင်ဘူးပါဘူး Foxconn ရဲ့မကြသေးခင်ကဂျပန်ယန်း1ဘီလီယံယင်းနှိမ့်နှံ့မှုဟာလျှက်စစ်ကားအစိတ်ပိုင်းတွေရဲ့သူတေသနနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖြစ်ပြီး iPhone ထုတ်လုပ်မှုနဲ့လုံးဝမသက်ဆိုင်ပါဘူးဂျပန်ယန်း1ဘီလီယံဟာ American Dollar 1ဘီလီယံလည်းမဟုတ်ပါဘူး iPhone ဆက်ရုံစောက်ဖို့ကအဲ့ဒီထက်အများကြီးပိုများတဲ့ငွေလိုအပ်လာပါတယ် ဘာလို့ IND Center လို့အတူောက်ခေါ်တဲ့သူတေသနနဲ့ဖွံ့ဖြိုးတိုးတက်ရေးဌာနဒါမှမဟုတ်သူတေသနနဲ့တီထင်စမ်းသိရေးစင်တာအသစ်တွေထူထောင်တာလေစက်ရုံတွေနဲ့ရှင်ရင် IND Center တွေကပြောင်းရွှေ့ရတာပိုလွယ်လို့ပါစစ်ဖြစ်လာရင်မြေမြဆန်ဆန်ရွှေ့ဖို့ခက်ပေမဲ့ IND Center တွေက လိုအပ်ရင်အလွယ်တကူပြောင်းရွှေ့နိုင်ပါတယ်သူတေတီတွေကို American Green Card ထုတ်ပေးထားပြီး data အများစုကို cloud server တွေမှာတင်ထားရင်အဆင်ပြေပါတယ်ဥပမာ Microsoft ရဲ့တရုတ်က AI ဌာနဟာ သူ့ဝန်ထမ်းတွေကို American Green Card တွေထုတ်ပေးထားလို့သူတို့အချိန်မရွေး American ကိုပြောင်းနိုင်ပါတယ်။ Nvidia နဲ့ AMD လို့ထိုင်ဝမ်ကကုမ္ပဏီတွေတောင်စက်ရုံတွေအစား IND Center တွေထူထောင်ကြတယ်။ဘာလို့လဲဆိုတော့တရုတ်ပြည်မှာကြီးဒါမှမဟုတ်ထိုင်ဝမ်မှာဘယ်သူမှစက်ရုံအသစ်တွေထပ်မဆောက်ရဲကြလို့ပါ။ဒါကြောင့်ဒီကောလာဟာလာတွေကိုမယုံပါနဲ့။ Apple အတွက်ကတော့ဖြစ်လာမဲ့ NDA ကိုတတိကြီးကြီးထားပြီးစောင့်ကြည့်တင်ပါတယ်။ထုတ်လုပ်မှုကိုတရုတ်ပြည်မှာကြီးမှာပဲအာယုံစိုက်ထားတာက NDA များပါတယ်။ စစ်ဖြစ်လာရင်အပဲမှာတင်ဖို့ဖို့ထုတ်ကုန်နေမရှိတော့ဘဲဒေဝါလီခံရနိုင်ပါတယ်အခုချိန်မှာကျွန်တော်တို့မျှော်လင့်တာကတော့ American တရုတ်ဆက်ဆံရေးတည်ငြိမ်လာပြီးထိုင်ဝမ်အရေးတင်းမာမှုတွေရော့ချသွားဖို့ပါပဲစမ်းစစ်သူတွေကတော့အောက်ခွန်အစ်တွေရဲ့တက်ရောက်မှုကိုရင်ဆိုင်ရင်အပဲမှုဆောင်တွေဟာသူတို့ရဲ့ထုတ်လုပ်မှုကွင်းဆက်ကိုအိန္ဒိယကိုပြောင်းရွှေ့ဖို့ထင်ထားတာထက်ပိုအရေးကြီးတယ်ဆိုတာကိုသဘောပေါက်လာကြတယ်လို့ဆိုပါတယ်ရိုက်တာကအမည်မဖော်လိုတဲ့သတင်းရင်းမြစ်တွေကိုကိုးကားပြီး အကောက်ခွန်သစ်တွေမတက်ရောက်ခင်နောက်ဆုံးချက်တွေမှာ American တဝမ်းက Apple Store တွေမှာဖုန်းတွေရုတ်တရက်ဝယ်လို့အားမြင့်တက်ခဲ့တယ်လို့ပြောပါတယ်။ဈေးနှုန်းတွေတက်လာမှဆိုးလို့ဝယ်ယူကြတာပါ။ဒါကိုတုံ့ပြန်တဲ့အနေနဲ့ Apple ဟာအိန္ဒိယကနေ iPhone 10 600အလုံးရေ1.5တန်းအထိကို American ကိုလေကြောင်းနဲ့တင်ပို့ခဲ့ပါတယ်။ဒါက American ဈေးကွက်ရဲ့ကုန်ပစ္စည်းလက်ကျန်ကို တိုးစေပြီးအကောက်ခွန်တက်ရောက်မှုကိုလျှော့ချရမှာအထောက်အကူပြုခဲ့ပါတယ်။ဒါပေမဲ့ အပယ်ရဲ့အိန္ဒိယကိုပြောင်းရွှေ့မှုဟာတရုတ်အာဏာပိုင်တွေရဲ့ပြင်းထန်တဲ့ဆန့်ကျင်မှုကိုရင်ဆိုင်ခဲ့ရပါတယ်။ NIK Asia ရဲ့ April အစီရင်ခံစာအရအပယ်ဟာရက်60အကောက်ခွန်ကင်းလွတ်ခွင့်ကာလကိုအသုံးပြုပြီးအဓိကထုတ်လုပ်မှုကွင်းဆက်တွေကိုအိန္ဒိယနဲ့ VNN ကိုအချိန်ဟုန်မြင့်ပြောင်းရွှေ့နေပြီးပြည်ပကဆက်ယုံတွေရဲ့လေပတ်မှုစမ်းရည်တွေကိုချဲ့ထွင်နေတယ်လို့သိရပါတယ်။ဒါကိုဘေကျင်းကတော့တင်းကျပ်တဲ့အကောက်ခွန်စစ်ဆေးမှုတွေနဲ့နှိမ့်ကွေးအောင်စူးစမ်းနေပါတယ်။ Apple ကတော့ supplier တွေကို American ဈေးကွက်ရဲ့လိုအပ်ချက်ကိုပံ့ပိုးပေးဖို့တရုတ်ကနေအရှေ့တောင်အာရှနဲ့အိန္ဒိယကိုတက်နိုင်သမျှများများတင်ပို့ဖို့ညွှန်ကြားထားတယ်လို့သတင်းရင်းမြစ်တွေကပြောပါရယ်။ဒါအပြင် Apple က supplier တွေကိုလည်း printed circuit board တွေနဲ့တခြားစိတ်ပိုင်းတွေထုတ်လုပ်မှုကိုထိုင်းနဲ့တရုတ်မဟုတ်တဲ့တခြားနေရာတွေကိုအချိန်မြင့်ပြောင်းရွှေ့ဖို့လည်းတောင်းဆိုထားပါရယ်။ဒါပေမဲ့ကနဒါတွေ၊မက်ကနီကယ်ပစ္စည်းတွေနဲ့ metal casing တွေလိုအစိတ်ပိုင်းများစုကတော့တရုတ်မှာထုတ်လုပ်တာက ကုန်ကျစရိတ်သက်တာနေတဲ့အတွက်ဒီပစ္စည်းတွေကိုတခြားနေရာတွေစီအမြောက်များပြောင်းရွှေ့ထုတ်လုပ်ဖို့ကတော့ရေတုံမှာမဖြစ်နိုင်သေးပါဘူးအပယ်စိတ်ပိုင်းတချို့ကိုထောက်ပံ့ပေးနေတဲ့ supplier တဦးရဲ့မှုဆောင်ရာရှိတဦးကကျွန်တော်တို့စီအပယ်စိတ်ပိုင်းတွေကိုအရှိတောင်အာရှနဲ့အိန္ဒိယကိုတတ်နိုင်သမျှလေကြောင်းနဲ့တင်ပို့ခိုင်းမှုအတွက်ညွှန်ကြားစာတစ်စောင်ရောက်နေပါတယ်လို့ပြောခဲ့ပါတယ် join in သူတွေရဲ့ပြောပြချက်အရအပယ်ဟာတရုတ်နိုင်ငံကနေအဓိကထုတ်လုပ်မှုခွင့်ချက်တွေကိုပြောင်းရွှေ့ရမှာကြီးမားတဲ့အန္တရာယ်တွေကိုတွေ့ရှိနေရပါတယ် နိုင်ငံသားကုမ္ပဏီတွေဟာတရုတ်ကိုအစာပိုင်းမှာတတိထားပြီးဝင်ခဲ့ကြပြီမဲ့အချိန်ကြာလာတော့ပေါ်ဆသွားကြပါတယ်အခုလိုထုတ်လုပ်မှုကွင်းဆက်တစ်ခုလုံးအကြီးအကျယ်ရွှေ့ပြောင်းမှုဟာစက်မှုလုပ်ငန်းတွေကြီးတွေအတွက်လိုထမှုတစ်ခုပါပဲအပယ်ရဲ့ဦးစားပေးက printer circuit board PCBs လို electronic အစိတ်ပိုင်းတွေထုတ်လုပ်မှုကိုပြောင်းရွှေ့ဖို့ဖြစ်ပြီးစက်ပိုင်းဆိုင်ရာအစိတ်ပိုင်းတွေနဲ့တတ်တူကာဘာတွေထုတ်လုပ်မှုလုပ်ငန်းတွေအတွက်ကတော့နှောင့်နှေးနေပါတယ်ဒါက American company တွေ အပ်ပဲပါဝင်တရုတ်မှာ electronic ပစ္စည်းထုတ်လုပ်တာကလုံခြုံရေးအရာအန္တရာယ်ကြီးတယ်ဆိုတာသိရှိလာတာကိုပြသနေပါတယ်။ join နေသူများတော်ကတရုတ်မှာထုတ်လုပ်တဲ့မြည်သည့် electronic ပစ္စည်းကိုမဆိုအိမ်နောက်ဖေးတကားပါဘူးလို့တင်စားခေါ်ဝေါ်တဲ့အန္တရာယ်တွေကိုစီပြန်ရောက်လာနိုင်တဲ့အားနည်းချက်တွေပါဝင်နိုင်တာကြောင့်ကုန်ကြစရိတ်သက်သာတာထက်လုံခြုံရေးအန္တရာယ်ကပိုများနိုင်တယ်လို့သတိပေးထားပါတယ်။တရုတ်ကနေထွက်ခွာရမှာကြုံတွေ့ရတဲ့အခက်အခဲတွေနဲ့နှောက်ယှက်မှုတွေက အပ်ပဲနဲ့တခြားနိုင်ငံသားရင်းနှီးမြှုပ်နှံသူတွေကိုပို့ပြီးထွက်ခွာခြင်းစိတ်ကိုတိုးလာစေမှာပါ Apple CEO Tim Cook ကမေလ၁ရက်နေ့မှာလာမယ့်လတွေတွင်အမေရိကန်မှာရောင်းချမယ့် iPhone အများစုကိုအိန္ဒိယမှာထုတ်လုပ်တော့မယ်လို့ပြောပါတယ်။ဒါ့အပြင် iPad, Mac, Apple Watch နဲ့ AirPods တွေအတွက်အဓိကထုတ်လုပ်မှုစခန်းကတော့ VNN ဖြစ်လာမှာပါ။ Cook ကကျွန်တော်တို့ရဲ့ထုတ်လုပ်မှုကွင်းစားကအရန်ရှုပ်ထွေးပါတယ်။ Android အမြဲရှိတယ်။ အရာရာကိုတနေရာထဲမှာဆူထားတာကအန်ဒီရများတယ်ဆိုတာကျွန်တော်တို့ရင်ကလေးကသိထားတယ်လို့ပြောခဲ့ပါတယ်တရုတ်ရဲ့တုံ့ပြန်မှုနဲ့ကောလာဟာလာများတရုတ်နိုင်ငံဟာအပယ်ရဲ့ထုတ်လုပ်မှုကွင်းဆက်ပြောင်းရွှေ့တဲ့သတင်းတွေနဲ့ပတ်သက်ပြီးထူးထူးခြားခြားထိလွယ်ရှောက်လွယ်ပုံရပါတယ်ဟောင်ကောင်ခြေဆိုင်လေးလာသုံးသက်သူတူဦးရဲ့မကြသီးမီကထုတ်ပြန်ချက်အရတရုတ်မှာရှိတဲ့ American ဈေးကွက်အတွက် iPhone ထုတ်လုပ်မှုလိုင်းတွေပိတ်ထားသေးဖြစ်ပြီးဒုတိယသုံးလပတ်ကစပြီးအိန္ဒိယကအလုံးစုံထုတ်ယူမှုအစီအစဉ်တွေကို လုံးဝတောင်းဝင်ယူတော့မယ်ဆိုတာကိုအတည်ပြုခဲ့ပါတယ်။တရုတ်ပြည်မှကြီးမီဒီယာတွေကတော့ဒါကိုတရုတ်မှာရှိတဲ့ iPhone ထုတ်လုပ်မှု line အလုံးလုံးဝရပ်ဆိုင်းသွားပြီလို့မှားယွင်းစွာဖော်ပြခဲ့ကြပါတယ်။ထုတ်လုပ်မှုတွင်ဆက်သတင်းရင်းမြစ်တွေကတော့ဒီပြောဆိုချက်ကိုချက်ချင်းပဲပယ်ချခဲ့ပါတယ်။တရုတ်အနာပိုင်းတွေက Apple ရဲ့ထုတ်လုပ်မှုတွင်ဆက်တစ်ခုလုံးပြောင်းရွှေ့မှုပေါ်ဒီလမ်းမျိုးစုံနဲ့တုံ့ပြန်နေပါတယ်။ပထမအနေနဲ့ကောလာဟာလာတွေဖြန့်ပြီး Apple ကိုဖိအားပေးနေကြပါတယ်။ Apple ထွက်ခွာသွားရင်အတားအဆီးတွေဖန်တီးပြီး ကုမ္ပဏီပေါ်ကြီးလေးတဲ့ကုန်ကြစိတ်တွေကြားခံရမယ်ဆိုတဲ့သဘောမျိုးပါဒုတိယအနေနဲ့ပြည်သူတင်ပြချက်ကိုလှုံ့ဆော်ဖို့ကြိုးစားနေကြပါတယ်ဒါပေမဲ့တရုတ်ကွန်မြူနတီပါတီထိပ်ပိုင်းမှာပြင်းထန်တဲ့အာဏာလွန်ဆွဲမှုတွေနဲ့မီဒီယာသတင်းပေးပို့မှုတွေရှုပ်ထွေးနေတာကြောင့်လူမှုမီဒီယာပေါ်ကတုံ့ပြန်မှုတွေဟာအပယ်ထွက်ခွာတာကိုရန်လိုတာဒါမှမဟုတ်လှစ်လျူရှုတာမျိုးအများစုဖြစ်နေပါတယ်တချို့ကတော့အပယ်ထွက်သွားတော့ကိုတောင်ထောက်ခံကြပြီးငွေရတဲ့ဝေဖန်သူတချို့က အဘဲနဲ့တခြားနိုင်ငံသားအမှတ်တရစိတ်တွေကိုတရုတ်ကနေထွက်သွားဖို့ပြင်းပြင်းထန်ထန်ပြောခဲ့ကြပါတယ်။တတိယအနေနဲ့အာနာပိုင်တွေကကိုကျင်တရားရာဖိအားပေးမှုကိုအသုံးပြုကြပါတယ်။အဘဲကကောလာဟလာတွေကိုရှင်းရှင်းလင်းလင်းညှင်းဆိုခြင်းမရှိရင်တရုတ်ကွန်မြူနတီပါတီရဲ့မီဒီယာတွေကကောလာဟလာတွေကိုအမှန်တရားလို့သဘောထားပြီးအဘဲကုမ္ပဏီတွေဆက်ပြီးရှိနေမယ်လို့လူထုကိုလမ်းမအောင်လှည့်စားပါလိမ့်မယ်။ပြီးတော့ Apple တကယ်ထွက်သွားတဲ့အခါဂရိဖြတ်တယ်ဆိုပြီး Apple ကိုပဲအပြစ်ဖို့ကြမှာပါ။ ဒါဟာတရုတ်ကွန်မြူနတီပါတီခေါင်းဆောင်မှုရဲ့စန့်ကျင်ဘက်စိတ်ဓာတ်ကိုထင်ဟပ်ပြနေတယ်လို့လေလာသုံးသပ်သူတွေကပြောပါတယ်။ American ရဲ့ China Plus 1မဟာဗျူဟာနဲ့မြေရှားတထု American ရဲ့ China Plus 1မဟာဗျူဟာကရိုးရှင်းပါတယ်။တရုတ်ပြည်မှာအစားထိုးထုတ်လုပ်မှုစခန်းတစ်ခုရှာဖို့ပါပဲ။အရင်က Apple ထွက်မသွားပါစေနဲ့ဆိုတာကစိုးရိမ်စရာလို့ထင်ခဲ့ပေမဲ့အခုတော့တကယ်ဖြစ်လာပါပြီ။တချို့က American Trade ပြောတယ်လို့စွပ်စွဲကြပေမဲ့ အပယ်ဟာတကယ်ပဲထွက်ခွာနေတာပါ Foxconn ကအိန္ဒိယကိုပြောင်းသွားပြီးနောက်အပယ်ရဲ့အိန္ဒိယမှာရှိတဲ့ထုတ်လုပ်မှုရာခိုင်နှုန်းဟာ900ရာခိုင်နှုန်းကနေ300ရာခိုင်နှုန်းအထိမြင့်တက်လာပါတယ်တရုတ်ဟာမြေရှားတတုထုတ်လုပ်မှုမှာကမ္ဘာထိပ်တန်းဖြစ်ပြီးဒါကို American ဘော်ဖိအားပေးဖို့အသုံးပြုနိုင်ပါတယ်2023ခုနှစ်မှာတရုတ်နိုင်ငံအရှေ့ပိုင်းဟာကမ္ဘာရှာပါမြေတက်ထုတ်လုပ်မှုရဲ့62ရာခိုင်နှုန်းကိုထုတ်လုပ်ပြီးတန့်စင်ပြီးနောက်ကမ္ဘာထုတ်လုပ်မှုရဲ့62ရာခိုင်နှုန်းကိုပိုင်ဆိုင်ပါတယ် မြေရှားတပ်တုတွေဟာ iPhone ပြက်စစ်ကားတွေ F35 တိုက်လေယာဉ်တွေစတာတွေမှာတွင်တွင်ကြဲကြဲအသုံးပြုကြပါတယ်အမေရိကန်နဲ့တရုတ်ကြားကုန်သွယ်ရေးဆွေးနွေးပွဲတွေမှာအမေရိကန်ရဲ့အဓိကစိုးရိမ်ချက်ကမြေရှားတပ်ထုပစ္စည်းတွေဖြစ်လာပါတယ်တရုတ်ကတော့မြေရှားတပ်ထုထုတ်ကုန်ထိန်းချုပ်မှုတွေကိုဖြေလျှော့ဖို့အစီအစဉ်မရှိဘဲအနာဂတ်ဆွေးနွေးပွဲတွေမှာအပေးယူလုပ်နိုင်တဲ့ကပ်ပုံးတစ်ခုအဖြစ်ဆက်လက်ထိန်းထားဖို့ကြိုးစားနေပါတယ်ဒါက Apple လိုမြေရှားတပ်ထုကိုအဓိကအသုံးပြုသူတွေအတွက်ဖိအားကြီးတစ်ခုဖြစ်လာပြီး အန်ဒီရဲ့သတိပေးချက်တွေလည်းမှန်ကန်လာပြီဖြစ်ကြောင်းအတည်ပြုလို့ရပါတယ်။အပယ်ရဲ့ထုတ်လုပ်မှုကွင်းဆက်တွေတရုတ်ကနေချောချောမွေ့မွေ့ပြောင်းရွှေ့နိုင်ရေးဟာအမေရိကန်ရဲ့တည်ငြိမ်ပြီးယုံကြည်စိတ်ချရတဲ့မြေရှားတပ်ထုရှာဖွေရေးကွန်ရက်တစ်ခုထူထောင်နိုင်မှုပေါ်ညားစွာမှုတည်နေပါတယ်။ Trump ရဲ့ကုံတွေရေးစစ်ပွဲ version 2.0ဟာအမေရိကန်နဲ့တရုတ်ကြားအားလုံးကိုပြောင်းပြန်လှန်လိုက်ပါတယ်။ဒီလိုပြောင်းလဲမှုတွေပြီးမှအပယ်ရဲ့ပြဿနာကတရုတ်ကနေထွက်ခွာချင်တာမထွက်ချင်လားဆိုတာမဟုတ်တော့ဘဲဘလို့ထိရောက်စွာထွက်ခွာမလဲဆိုတာဖြစ်လာပါတယ်။ အနာဂတ်မှာထရမ့်အစိုးရကပြည်ရင်းမြေချတထုထုတ်လုပ်မှုကိုအားဖြည့်ပြီးမဟာမိတ်တွေနဲ့ပူးပေါင်းဆောင်ရွက်မှုချဲ့ထွင်လာတာနဲ့အမျှ Apple လို့ American ကုမ္ပဏီတွေဟာထုတ်လုပ်မှုစခန်းတွေကိုပြောင်းရွှေ့ဖို့ပိုပြီးယုံကြည်မှုရရှိလာပါလိမ့်မယ်။ American ဈေးကွက်တွေ iPhone ထုတ်လုပ်မှုတရုတ်ကနေအလုံးစုံထွက်ခွာသွားတာဟာဖြစ်နိုင်ခြေရှိအောင်သောမကအမေရိကန်တရုတ်နည်းပညာကွဲပြားခြင်းရဲ့သင်္ကေတမှတ်တိုင်တစ်ခုဖြစ်လာပွဲရှိပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။